ငဖဲကိုကိုယ်တိုင်ချစ်ကြည့်အောင်ဒီငဖဲလေးက65ချက်သားရှိရယ်နော်လေးကောင်ရတယ်အရင်ဆုံးရေစံအောင်ဆလိုက်ပါမယ်ရေစံအောင်ဆွေးပြီးတဲ့ခါတက်လို့ရှိရင်ဖြတ်ဖို့အတွက်ခဲတဲ့ချွန်းဓာလေးတုံးပါမယ်ခဲတဲ့ချွန်းဓာလေးနဲ့ငါးလေးရဲ့အဲထိတ်ကလို့စဖြတ်ပြလို့ရှိရင်ဘေးကဒီစူးထောင်ဘေးနားလေးပေါ့နော်အဲအောက်ကနေပြီးဝိုက်ပြီးဖြတ်မယ်နှစ်ဖက်လုံးပြောင်းပြီးဖြတ်လိုက်မယ်ထိတ်ချွန်းတဲ့ဓာလေးကိုတုံးပါကျမမှာထိတ်ချွန်းတဲ့ဓာလေးရုတ်တရက်မရှာဖြစ်တဲ့အကြောင်းမို့လို့ နော်ဒီငါးအသားကိုထိုးဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်စတီးသားလေးကိုပဲတုံထားပါတယ်အဲ့ဒါလေးကတော့နည်းနည်းထိုးရတော့ခက်ပါတယ်ထိုးနေကြမဟုတ်ဘူးနော်စချင်းထိုးတဲ့ခါကျရင်နော်ထိတ်ချွန်နဲ့အဲဥချွန်နဲ့စတီးသားလေးနဲ့တုံကြည့်ပါအသားနဲ့အရေပြန်နဲ့ကြားတဲ့အရိုးကိုလည်းပါပါဘူးအဲ့ဒါလေးကိုဖြတ်ထုတ်ရပါမယ်အရင်ဆုံးဓားလေးနဲ့အခုလိုမျိုးထိုးပြီးတော့မှရေရက်လေးတွေရဲ့အပေါ်လေးကိုပြန်အောင်ဖြတ်ပါဖြတ်ပြီးတဲ့ခါကျလို့ရှိရင်ဒီ အဆုံးအထိခွဲချသွားပါနော်ခွဲပြီးလို့ရှိရင်ဂျားထဲမှာအတန်းလေးတွေနဲ့အရေပြားနဲ့မပြတ်တဲ့နေရာလေးတွေကိုဓာလေးနဲ့ပြန်လိုက်ပြီးတော့ဖြတ်ပေးပါဓာမှာကတ်တဲ့အတန်းလေးတွေကိုအဲ့ထဲကိုပြန်ထည့်ထားနောက်တစ်ချမ်းကိုလည်းအဲ့အတိုင်းပဲသူ့ကိုထည့်ပြီးတော့ပြန်ပြီးတော့မှခွာထုတ်ပေးပါ အဲခွာထုတ်ပြီးတဲ့ခါကြလို့ရှိရင်ဒီငားလေးကနှစ်ဖက်လုံးပြီးတော့လို့ရှိရင်ဒီအဲခေါင်းပေါ့နော်ဒီခေါင်းကနေထိတ်ဖြစ်ထိုင်းနာနေပြီးဆွဲခွာလိုက်လို့ရှိရင်အခုလိုမျိုးအယိုးတခြားအရေခွန်းနဲ့အသားပါတခြားဖြစ်သွားမယ်အဲ့ဒီဘက်ချမ်းကိုအခုလိုမျိုးချစ်ပါဖြည့်စင်တော့တကယ်တော့ချစ်ရပါတယ်အယုံမြင့်လေးနဲ့ဆန့်ကျင်ဘက်ကိုဖြည့်ဖြည့်ချင်းချစ်သွားပါပေါ့နော်ကဲဒီ65ကျတာကိုချစ်လိုက်တဲ့အခါမှာ30ကျတာတော့အတင်ကျန်ငဖယ်လေးကိုရပါပြီကျွန်တော်နီးလေးကိုတော့နောက်ဗီဒီယိုတစ်ခုနဲ့ထပ်ဆုံပါမယ်ရှင်